မော်လုံးရေပေါ်ကို English လို့ဘယ်လိုခေါ်လဲပေါ့နော်ဒါနှစ်တိုင်းနှစ်တိုင်းနေကျောင်းသားရေအရင်မေးကြတယ်မေးခွန်းထဲမှာပါတယ်အဲ့တော့ရိုးရစားစားရေပေါ့နော်ဥမာမော်လုံးရေပေါ်တို့ထက်မနေလို့ပါလို့ဆိုလीအဲ English လို့စလောဝီအတင်းလိုက်ရှာနေစရာမလိုဘူးလေဘာလို့လဲဆိုတော့ဒါကမြန်မာမှာပဲရှိရအစားစားရေဆိုတော့ English language မှာမရှိဘူးပါအဲ့တော့အဲ့တော့တလုံးနဲ့နဲ့လေး စလုံးရေးလိုက်ရှာနေကြရမလို့ပေါ့နော်ဟိုအဲ့လိုမျိုး English လို့စလုံးနေရှာမင်းနေရမှာဒီအောင်မြန်မာလိုစလုံးတိုင်းပဲအတန်ထွက်တိုင်းပဲပြောပြီးတော့အနောက်မှာဒါကဘလို့စားတော့ဖြစ်တယ်ဆိုတော့ရှင်းပြရမျိုးပါပဲပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်ဥပမာ pasta တို့ pizza တို့ပါလို့ဆိုလေမပြောင်းလဲဘူးလေ တို့ Italian food နာမည်အတိုင်းပဲပြန်သုံးနေတယ်အဲ့လိုမျိုးပေါ့ရိုးရဆားဆားပြောတဲ့ခါကျရင်ကိုယ့်ရဲ့ original name တိုင်းပဲပေါ့မဟင်းကားဆိုမဟင်းကားထမင်းနဲ့ဆိုထမင်းနဲ့အဲ့လိုဒီမုံလုံးရေပေါ့ဆိုမုံလုံးရေပေါ့ပေါ့နော်အဲ့တိုင်းလေးပဲသုံးတာကိုယ့်ရဲ့ယဉ်ကျေးမှုပေါ့နော်ကိုယ့်ရဲ့ culture ကိုမပြောက်သွားအောင်ထိမ့်သိမ့်တဲ့ပုံစံလေးပေါက်တယ်ပေါ့အဲ့တော့ကိုက presentation နဲ့လုပ်တော့မယ်ဒီကို ရဲ့ festival အကြောင်းပေါ့နော်ရှင်းပြရတော့မယ်ဆိုရင်မုံလုံးရေပေါ်လို့ပြောရဆိုရင်နိုင်ငံခြားသားရေမသိဘူးလေအဲ့တော့သူတို့ဘယ်လိုရှင်းပြမလဲပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ဟို cultural events တွေအကြောင်းပြောပြီးဆိုရင် the paraphrasing methods နဲ့ explain လုပ်လို့ရတယ်ရှင်းပြလို့ရတယ်ပေါ့ဥပမာအခုမုံလုံးရေပေါ်ဆိုရင်အရင်ဆုံး what kind of food is it ဒါဘယ်လိုစားတော့လဲမ breakfast မှာစားလား lunch မှာစားရလား dinner မှာစားရလားဒါမှမဟုတ် snack အနေနဲ့စားရလားဒါမှမဟုတ် dessert အနေနဲ့စားရလားပေါ့နော်အဲ့လိုမျိုးကရှင်းပြလို့ရတယ်။ Now why is it so special? ဘာလို့ဒီကရေးကြည့်ရလဲ။ဘာလို့လဲဆိုတော့တင်းကျန်မှာပဲ especially လုပ်တဲ့ food မို့လို့ပေါ့။ Now တင်းကျန်ကိုကိုစားပြုလို့ပေါ့။အဲ့လိုမျိုးကရှင်းပြလို့ရတယ်သူတို့။ပြီးွားရင် ingredients ဘာတွေနဲ့လုပ်ထားရလဲ။ မဒီမဆိုင်တီချယ်ရီတီဟိုကောင်းချင်းဆံမို့တို့ထညက်တို့အုံတီတို့ပါပါလာမယ်လေနောက်ပြီး cooking techniques ဘလို့နီလန်းနေနဲ့ချက်ထားရလေအဲအဲ့အရမျိုးကိုကရှင်းပြလို့ရတယ်ပေါ့နော်အဲ့ရောဒီဒီနေ့ဗီဒီယိုမှာတချို့အဲ့လိုမျိုးဒီ explain တဲ့နေရာမှာလိုတဲ့ဇာတ်လမ်းလေး provide လုပ်မှာပေါ့နော်အဲ့ရောအရင်ဆုံးတချို့ in ဒီ what kind of food is it မှာဆိုတာ dessert မှာလားအဲ့ဒါကိုစားရတဲ့အချိန်မှာမလုံးရေပေါ် is a kind of dessert being why is it so special to so week or relative clause and uh, which we usually make especially during things and holidays it's a signature of our things and holiday right alumni special as well b y is the ingredients so in, is on rice flour b jaggery palm sugar ် palm sugar လို့လည်းခေါ်ရပါတော့ and ပြီးွားရင်ဒီလိုတစ်ခါကျရင် chili စဲပါလေအဲ့တော့ chilies ပြောလို့ရဒါသူရဲ့ ingredients တွေပေါ့ပြီးရင် cooking techniques အရင်ဆုံးဒါ teacher ဒီ cooking techniques တွေပြောရခါကျရင်လေအချို့က passive voice သုံးပြီးတော့ပြောရဟိုဒီ the rice flour uh, is mixed with water and ဘာညာပေါ့နော်အဲ့လိုမျိုးလေး passive voice နဲ့ပြောလို့လည်းရတယ်ပြီးွားရင်ဒါ show theme of the တချို့ပင်အထဲမှာတချို့အစာတွတ်မယ် staff လုပ်မယ်ဆိုအစာတွတ်တာတချို့ staff with net, နဲ့တုံးတယ် and then those rice balls are staff with jaggery or sometimes with chilies for fun and then they're boiled for a few minutes after some time they will float and then it's ready to serve and they show only if you remember အဲ့ဒါအဲ့ဒီ cooking technique the garnish with နဲ့တုံးလို့ရတယ်။ပြီးရင်အဲ့လိုအမြင်လေးတွေလေဟိုမှာ cheese တွေပါချစ်ချာတော့အုံးလေးပါချစ်ချာတော့အဲ့လိုအမြင်လေးကို shredded တို့ grated တို့နဲ့တုံးတယ်ပေါ့နော်။ So you can start with and then uh, they they are garnished with shredded coconut and then it's ready. အဲ့လိုမျိုးလေးပြောလို့ရတယ်ပေါ့နော်အဲ့တော့ကိုကအဲ့လိုမျိုး traditional food တွေ cultural food တွေကိုရှင်းပြပြီဆိုရင်ဟိုသိမလားဘူးမုံလုံးရေပေါ်ဆိုရင် floating rice ball တွေပါတယ်အဲ့လိုမျိုးကြီးပြန်နေစရာမလိုဘူးပေါ့နော်တလုံးချင်းစီလေးဒီတိုင်းလေးပဲပြောလိုက်ပြီးတော့ဒါဘယ်လိုလုပ်တယ်ဘယ်ချိန်ဒီမှာစားရပါ냐ကိုရှင်းပြလို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဟိုကိုရဲ့ဒီ original word ကိုလေဒီဖက်လိုက တိသွားတဲ့ခါကျတော့လေဟိုအော်ဒါဒီဟာကိုတွေ့ရင်ဒါမော်လုံးရေပေါ်ဆိုပြီးတွေ့ပြီးမှတ်မိသွားရင်လေကိုယ့်ရဲ့ဘာသာစကားကိုလေသူတို့ကသတိချမိပါမယ်ပေါ့နော်အဲ့လိုမျိုးမသက်စိနေတုံးလို့ရရပေါ့အဲ့တော့ကိုယ်ချာဒီမော်လုံးရေပေါ်မှာမဟုတ်ထမင်းတို့မဟင်းကားတို့ဘာလို့ပြောရင်လေအဲ့လိုမျိုးပဲ you, you don't need to look for an english word uh, you can just use Myanmar original words and you can explain using some sentences. So that's all about how you can introduce your cultural food in your presentation.